ပြင်တွေဟာတက်ရှိမျိုးစိတ်ပေါင်းများစွာရဲ့မိခိုနေထိုင်ကျက်စားရာနေရာတစ်ခု ဖြစ်တာကြောင့်ကဘာပေါ်ကအေးပါလာတဲ့ရေတိမ်ဒေသတွေကိုထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်ရေတိမ်ဒေသများဆိုင်ရာ convention ransar convention ကို1980ခုနှစ်ကအီရန်နိုင်ငံ ransar မြို့မှာစတင်ဖွဲ့စည်းခဲ့ပါတယ်အဲ့ဒီမှာအဖွဲ့ဝင်နိုင်ငံပေါင်း168နိုင်ငံ ပါဝင်ပြီးတော့ မြန်မာနိုင်ငံဟာအဲ့ဒီ convention ကို2005ခုနှစ်ကနေစပြီးအဖွဲ့ဝင် အဖြစ်ဝင်ရောက်ထားတာဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာ Ransar Convention ကသတ်မှတ်ထားတဲ့ Ransar ရေဝိဒေတာထိန်းသိမ်းရေးနယ်မြေ6ခုရှိပါတယ်။မိုးယုံကြီးတော်ရန်တရိษံဘေးမဲ့တော်အင်းတော်ကြီးတော်ရန်တရိษံဘေးမဲ့တော်မင်းမလာကျွန်းတော်ရန်တရိษံဘေးမဲ့တော်နဲ့မုဒ္ဓမပင်လယ်ကွေ့ အင်းလေးကံတော်တိုင်းတရိษံဘေးမဲ့တော်နဲ့ရခိုင်ပြည်ကနန်းတာကျွန်းမေယူမြဝဒေသတို့ပဲဖြစ်ကြပါတယ်ရခိုင်ပြည်နယ်ဟာပင်လယ်ကမ်းရိုးတန်းဒေသဖြစ်တာနဲ့အညီမြေချောင်းအင်းအိမ်တွေပေါ်ကျွယ်လာတဲ့ဒေသတစ်ခုလည်းဖြစ်ပါတယ်အဲ့ဒီမြေချောင်းအင်းအိမ်တွေမှာရင်းနေတံတဝါပေါင်းညောင်များစွာမိခိုးနေထိုင်နေကြတယ်လို့မြေချောင်းအင်းအိမ်အနီးတစ်ဝိုက်ကနှုံးညီတွေပေါ်မှာလည်း တခြားဇီဝတက်ရှိပေါင်းများစွာဟာကျက်စားနေထိုင်နေကြပါလေ။နန်းတာကျွန်းရဲ့မေယူမြေဝကို2020ခုနှစ်မေလ22ရက်နေ့မှာရန်ဆာရေဝိဒေတာအဖြစ်သတ်မှတ်ခဲ့တာဖြစ်ပြီးအဲ့ဒီဒေတာတွေမှာရန်ဆာကွန်ဗင်းရှင်းကသတ်မှတ်ထားတဲ့စံချိန်စံညွန်း၉ချက်ထဲက၆ချက်နဲ့ကပ်ညီရတဲ့အတွက်အခုလိုထိန်းသိမ်းရင်းနယ်မြေအဖြစ်သတ်မှတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ နန်းတာကျွန်းနယ်မေယူမြို့ဝဟာစစ်တွေမြို့နယ်ရသေးတောင်မြို့နယ်ကြားမှာရှိရာဖြစ်ပြီး1936ဧကလောက်အကျယ်အဝန်းရှိကအဲ့ဒီမှာကျဲပြောလာတဲ့ရွှေငုံတော်တွေလက်ရာပြင်တွေနဲ့တဲတောင်တွေလည်းရှိနေပါတယ်။အဲ့ဒီတဲတောင်ပြင်နဲ့လက်ရာပြင်တွေမှာငါကနန်းခရုတွေကိုပေါ်ပေါ်မှမများတွေ့မြင်ရမှာဖြစ်တယ်လို့ ကဘာပေါ်မှာအကောင်ရေ900အောက်ပဲကျန်တော့တဲ့ရေညောင်းနှုတ်ဝိုင်းငဲ့အပါဝင်စောင်းခုငဲ့မျိုးစိတ်ပေါင်းများစွာကိုလည်းတွေ့မြင်နိုင်မှာဖြစ်ပါတယ်။အဲ့ဒီဒေသကိုနှစ်စဉ်စောင်းခုငဲ့မျိုးစိတ်ပေါင်း90လောက်လာရောက်ကျက်စားနေရှိပြီးတော့ဌာနေဒေသမျိုးရင်းစိတ်ငဲ့တွေနဲ့မှာဆိုရင်ငဲ့မျိုးစိတ်80လောက်အထိမြင်တွေ့ရတယ်လို့ခိုင်တဲ့စောင်းလျှောက်ရေးလောက်ကန်နေသူတွေကပြောဆိုကြပါတယ်။အဲ့ဒီငဲ့တွေတင် မကားသေးပါဘူး။ ကဘာဝမှာမြို့တုံးမဲ့အန်ဒီရနဲ့ရင်ဆိုင်နေကြရတဲ့ပင်လယ်လေကြီးတွေဟာလည်းအဲ့ဒီကျွန်းရဲ့တဲတောင်ပြင်တွေပေါ်မှာလာရောက်ဥချကြက်စားလေရှိတယ်လို့လည်းသိရပါတယ်။မြို့စစ်တွေနည်းနည်းပြောရမယ်ဆိုရင်ကျွန်တော်ရေငက်ပေါ့။ရေငက်အဲတန့်ချီပြောမြတ် show bus ရှိမယ်ပြီးတော့ waiter ရှိမယ်ပေါ့။ waiter ဆိုတဲ့အချိန်မှာကတော့အဓိကဒီကျွန်တော်တို့အဲမှုရသည်အတွင်းမှာ မူးတွင်းမှာကြစားတဲ့ငမျိုးစိတ်တွေရှိတယ်။ဒါမျိုးနဲ့ပေါ့။ပြီးတော့ဒီကျွန်တော်တို့ဆောင်းတွင်းမှာကြစားတဲ့ငမျိုးစိတ်တွေရှိတယ်။ဆောင်းတွင်းမှာဆိုရင်ဒီကပအချာပါဆုံးနဲ့မျိုးပြုံတော်မဲ့ NDA ကိုကြားရောက်နေတဲ့ spawn bee sample ပါ ရေညောင်းနှုတ်ဝိုင်းနဲ့အပါဝင်ပေါ့။တခြားငမျိုးစိတ်တွေကျွန်တော်တို့အများကြီးပေါ့ဒီအနည်းဆုံး90ငမျိုးစိတ်90တိမ်ကမကကြစားတာကိုကျွန်တော်တို့တွေ့ချရတယ်။ ဒီပင်လေလိတ်အနေနဲ့ပြောမယ်ဆိုရင်တော့ပင်လေလိတ်ကတော့အနည်းဆုံးကျွန်တော်တို့လက်ရှိဥပမာကျွန်တော်တို့တွေ့ရတာကတော့ဒီနှမျိုးပေါ့နော်အနည်းဆုံးနှမျိုးနှမျိုးနဲ့သုံးမျိုးထိလောက်ကိုချိနိုင်တယ်ဆိုတော့ဒီ green turtle ရှိမယ်နောက်တစ်ခုကဒီ longer head turtle ပေါ့နော်အဲအဲဒီနှမျိုးကတော့ပုံမှန်အားဖြင့်ကျွန်တော်တို့စကြရတွေ့ရတယ်တခြားမျိုးစိတ်တွေလေးချိကုန်ချိနိုင်တယ်ပေါ့ကျွန်တော်တို့အသေးစိတ်အဲ့ဒါကိုလုံးမယ်ဆိုရင်ချိနိုင်တယ် ခုလိုရှားပါမျိုးစစ်တွေနဲ့ပြည့်နှံ့နေပြီးအဖိုးတန်လာတဲ့အဲ့ဒီနေရာဟာမြန်မာစစ်တပ်ကနိုင်ငံအာဏာကို သိမ်းယူခဲ့တဲ့အချိန်ကစပြီးတစားတဲ့တစားယိုယွင်းလာခဲ့ရပါတယ်မြန်မာစစ်တပ်ကနိုင်ငံအာဏာကို သိမ်းယူလိုက်တာကြောင့်ရန်စာရေဝိဒေတာဖြင်းမြောက်ရေးကိုအ धिक လောက်ကန်နေတဲ့ BANAC အဖွဲ့အစည်းဟာထိန်းသိမ်းရေးလုပ်ငန်းတွေကို အရင်လိုလှုပ်ဆောင်နိုင်တာမရှိတော့ပါဘူး အပြင်တရားဥပဒေစိုးမိုးမှုအားနည်းတာနဲ့တကြောပြန်တိုက်ပွဲကာလတွေမှာတော့အဲ့ဒီဒေသကိုတပ်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့လုံးဝလှည့်လူ ရှူထားခဲ့တယ်လို့ဖြစ်သွားခဲ့ရပါတယ်။တက်တော်ဦးစီးဌာနအနေနဲ့လည်းအဲ့ဒီဒေသကိုတွားရောက်ပြီးထိန်းသိမ်းရေးလုပ်လို့ပေမဲ့လည်းနယ်မြေလုံခြုံရေးအဆင်မပြေတဲ့အတွက်မတွားရောက်နိုင်ဘူးလို့လည်းဆိုပါတယ်။ခုလိုတက်ဆိုင်ရာဌာနဆိုင်ရာတွေကတကြမမဲ့ထိမ့်သိမ့်မှုမလုံနိုင်တဲ့အခါအ ကျောင်းအနီးပန်ဝင်းကျင်မှာနှစ်ထောင်ဖမ်းသူတွေလိမ့်ဥရှာတဲ့သူတွေကြောပိုက်ဖမ်းတဲ့သူတွေပိုများလာနေတယ်လို့လဲအဲ့ဒီဒေသကိုအ धिक ထိန်းသိမ်းရေးလောက်ကန်ဆောင်ရွက်နေတဲ့ရခိုင်စည်းဝမျိုးစိတ်ကွဲနဲ့တဘာဝပန်ဝင်းကျင်ထိန်းသိမ်းဆောင်ချောက်ရေးအသင်းကတာဝန်ရှိသူတူကဆိုပါတယ်ကျွန်တော်ကျောင်းမှာဒီအ धिक အာချိန်ချောက်ခံရတဲ့အနေနဲ့ပေါ့နော်ကျောင်းကိုပျက်စီးနေတဲ့အကြောင်းအရာနဲ့ ကျောင်းမှာမိကိုကျစားတဲ့တင်လေလေးရဲ့ကျွန်တော်တို့ငှက်မျိုးစိတ်တွေအကုန်လုံးချိန်ချောင်းခံနေရတဲ့ NDA ကတော့ကျွန်တော်တို့ငှက်ဆိုရင်သူတို့ဒီငှက်ထောင်တဲ့လူတွေရှိတယ်ကျွန်တော်လာပြီးတော့ခိုးခိုးပြီးတော့ပေါ့လာတဲ့ငှက်ထောင်တဲ့လူတွေရှိတယ်သူငှက်မျိုးစိတ်တွေပြုံးပြုံးကြည့်အောင်ပေါ့အဲလိုမျိုးဒီစီဘောဖြစ်တကယ့်စီဘောဖြစ်ပိုက်တွေချိန်နေပေါ့လာပြီးတော့အဲလိုမျိုးထောင်လာတွေတွေ့ရတယ်အဲ နောက်တစ်ခုကဒီပင်လေလိပ်တွေတည်တာကြတော့ကျွန်တော်တို့ကဒီအဓိကကြာပိုက်ကြာပိုက်မှာအများဆုံးတည်တာကျွန်တော်တို့တွေ့ရတယ်ကြာပိုက်တွေကတော့အများကြီးပဲပေါ့နော်ဆိုတော့ပင်လေလေးရဲ့တည်ဆုံးမှုကအဲ့ညာမှာအများကြီးအများဆုံးပဲပေါ့တခြားပိုက်တွေကတော့ကျွန်တော်တို့ကြိုးရသည့်အချိန်နဲ့လောက်တာရတော့ရှိတယ်လက်ရှိမှာဆိုရင်ကျောင်းရဲ့အနီးကပင်လေရဲ့အဓိကရေစီးကြောင်းမှာ ကျောပိုက်တွေအများအပြားထောင်ထားတာကြောင့်ပင်လယ်လက်တွေဟာကမ်းကို ရောက်မလာနိုင်ကြလို့ဘူးလို့လည်းသိရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့မေလ14ရက်နေ့ကတိုက်ခတ်ခဲ့တဲ့မိုခါမုန်တိုင်းကြောင့်ကျွန်းရဲ့ကုန်းမြေဧရိယာတွေပျက်စီးတာကျွန်းမှာရှိတဲ့ဒီရတောပင်တွေပျက်စီးတာတွေ ရှိခဲ့တယ်လို့လည်းသိရပါတယ်။အခုလိုပျက်စီးမှုတွေရှိခဲ့တဲ့အပြင်ကျွန်းအနီးတစ်ဝိုက်မှာကြားပိုက်ခေါ်အာထောက်ပိုက်တွေ အရင်ထက် ပိုများလာတာ တဲမောကြီးတွေနဲ့ကျွန်းရဲ့ကမ်းခြေပင်မှာသဲတူးတော်တွေရှိလာနေတာကြောင့်အဖိုးတန်လာတဲ့ရန်ဆာရဲဝင်းဒေသကြီးဟာဆိုရင်အခုချိန်မှာ လုံးဝချွတ်ချုံကျလာနေပြီလဲဖြစ်ပါတယ်။ဒါပေမဲ့သက်ဆိုင်ရာတာဝန်ရှိတဲ့အဖွဲ့အစည်းတွေကတော့ဒီကိစ္စအပေါ်မှာထိရောက်တဲ့အရေးယူဆောင်ရွက်မှုတစုံတရာမရှိသေးတာကြောင့်ဒီတိုင်းသာ ဆက်သွားနေမယ်ဆိုရင်ကဘာကအတိမတ်ပြူထားတဲ့ဒီရန်ဆာဒေသဟာ ပြန်စည်းပြောက်ွယ်သွားတော်မလားဆိုတာတောင်စိုးရိမ်နေရပြီလေဖြစ်ပါလေ။